ေဒီယိုအစီအစဉ်ကနေကြိုဆိုပါတယ်။ညစီမရေဒီယိုကမြန်မာပြည်သူတွေအတွက်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ညစီမရေဒီယိုမနက်ပိုင်းအစီအစဉ်ကိုနေ့စဉ်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲအထိအန်ဒိုမီတာ31မီတာ၉.၃၄မဂါဟက်စကနေဖန်ယူနာဆင်နိုင်ပါတယ်။ မြစီမာရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ည9:00နာရီကနေ9:00နာရီခွဲအထိလိုင်းဒိုမီတာ16မီတာစက်ကွန်တက်တမ5မက်ကဟက်စကနေထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရှင်။ မင်္ဂလာပါခင်ဗျာမြန်မာနိုင်ငံလူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးတော့စိတ်ချမ်းသာကိုကြမှာရှိကြပါစေလို့မြစီမာရေဒီယိုအဖွဲ့သူဖွဲ့သားတွေကဆုတောင်းမြတ်တာပို့တာလိုက်ပါတယ်ဒီဇင်ဘာလတရက်တနင်္လာနေ့ညပိုင်းမြစီမာရဲ့ရေဒီယိုစီစဉ်တွေကိုမြန်မာစံတော်ချိန်ည9:00နာရီကနေ9:00နာရီခွဲအထိစတင်ထုတ်လွှင့်နေပါပြီကျွန်တော်ကတော့ကိုမြတ်ပါဒီကနေ့ညပိုင်းအတွက်တင်ဆက်ပေးမယ့်အစီအစဉ်တွေကတော့ စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကိုစန့်ကျင်ဖို့အတိအမှတ်မပြုဖို့ကဘာတဝမ်းမှာရှိတဲ့ကရင်လူမှုအဖွဲ့တွေကထုတ်ပြန်လိုက်တဲ့သတင်းစစ်ကော်မရှင်တပ်ဝင်ရောက်နေတဲ့မိုးကုတ်နဲ့မိုးမိတ်မြို့နယ်တွေကစစ်ရေးနောက်ဆုံးခြေနေတွေအကြောင်းဆက်တဲ့သတင်းတွေအပါအဝင်နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားဖို့ရှိနေပါတယ်အဒီနောက်မှာတော့မြစည်းမသတင်းဌာနရဲ့ Editor အဘော် Editorial Talk အစီအစဉ်ရဲ့ပထမပိုင်းကို ထုတ်လင်းပေးသွားဖို့ရှိနေပါတယ်။ အခုအချိန်ကစပြီးပြည်တွင်းသတင်းတွေကိုကျွန်တော်ကိုမြတ်နဲ့အတူဂျူချန်းကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မင်္ဂလာပါရှင်။နောက်ဆုံးရပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးပါရမယ်။ကျွန်မဂျူချန်းမှာအာနာသိန်းစစ်ကောင်စီကြိုးပမ်းနေတဲ့ရွေးကောက်ပွဲဟာတရားမျှတတဲ့ရွေးကောက်ပွဲဘလို့မှမဖြစ်နိုင်တဲ့အတွက်ကရင်ပါဝင် တိုင်းရင်းသားလူမျိုးအလုံးနဲ့တကွဆန့်ကျင်ဖို့ ကမ္ဘာနိုင်ငံအသီးသီးကကရင်လူမှုအဖွဲ့အစည်းတွေကဒီဇင်ဘာ၁ရက်နေ့မှာသဘောထားထုတ်ပြန်ပါတယ်စစ်တပ်ဟာအခုဒီဇင်ဘာ၂၈ရက်နေ့မှာကျင်းပဖို့လှုပ်ဆောင်နေတဲ့ရွေးကောက်ပွဲဟာမြန်မာနိုင်ငံထဲမှာရှိတဲ့နိုင်ငံရေးပဋိပက္ခတွေကိုလုံးဝဖြည့်ဆည်းနိုင်မှာမဟုတ်ဘူးလို့ကရင်လူမှုအဖွဲ့အစည်း25ဘွဲ့စုပေါင်းထုတ်ပြန်တဲ့ကြေညာချက်မှာပါရှိပါတယ်ပြည်သူလူထုအများစုဆန္ဒမပါဘဲအတင်းကျပ်လှုပ်ယူတဲ့အထူးရောင်ရွေးကောက်ပွဲကိုပြင်းထန်စွာရှုတ်ချကြောင်းဖော်ပြခဲ့ပြီး အဲ့ဒီရွေးကောက်ပွဲကိုဆန့်ကျင်ဖို့အရေးကြီးတယ်လို့တိုက်တွန်းထားပါတယ်။နိုင်ငံတကာသံတမန်တွေအနေနဲ့လည်းတရားမဝင်အတင်းကျပ်လှုပ်ယူတဲ့အတူရောင်ရွေးကောက်ပွဲကိုအတိမတ်မပြုဖို့နဲ့ကန့်ကွက်ဆန့်ကျင်တဲ့သဘောထားတွေခိုင်မာစွာပြသဖို့ကရင်လူမှုအဖွဲ့အစည်းတွေကတောင်းဆိုထားပါတယ်။ပြည်သူတွေအနေနဲ့မိမိမဲနဲ့စစ်တပ်ကိုတရားဝင်မှုပေးလိုက်ပါကမြန်မာနိုင်ငံရဲ့ပြည်ပခါရီပြည်တနာဟာပုံမအတွန်းရှေကြာရှေသွားမှာဖြစ်တယ်လို့ စက်ကောင်စီတက်ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေကိုလည်းအရေးယူဆောင်ရွက်နိုင်မဲ့လုဆောင်မှုတွေကိုပါပြတ်ပြားသွားစေနိုင်တယ်လို့ဖော်ပြထားပါတယ်။စစ်ကောင်မရှင်ဟာကိုသူလေးနေမြေ KNU အုပ်ချုပ်နေမြေထဲမှာရှိတဲ့ပြည်သူလူထုနေအိမ်ကျောင်းစေယုံနဲ့ဝိပုဆိုင်ရာအဆောက်အုံတွေအပါအဝင်ပြည်သူလူထုကိုပိတ်မှတ်ထားပြီးတော့လေယာဉ်တွေ drone တွေနေစဉ်ပုံကျဲတိုက်ခိုက်နေတဲ့အတွက်ပြည်သူလူထုများစွာထိခိုက်တာအသက်ဆုံးရှုံးတာ နေရင်ဆောင်းအောင်ပျက်စီးတာတွေကိုရင်ဆိုင်နေရတယ်လို့အသိပေးထားပါတယ်။ဒီလိုအခြေအနေတွေကြုံတွေ့နေရတဲ့ပြည်သူလူထုရဲ့အခြေအနေတွေရှိနေတဲ့အကြောင်းတချို့သောကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ကရင်ပါတီတွေနဲ့လူပုဂ္ဂိုလ်တွေဟာကရင်လူမျိုးအပါအဝင်မြန်မာတိုင်းနိုင်ငံလုံးမှာရှိတဲ့ပြည်သူလူထုတွေရဲ့အကျိုးစီးပွားကိုအမှုမထားဘဲအကြမ်းဖက်နေတဲ့လူသက်တရက်ခံအဖွဲ့အစည်းကိုတရားဝင်မှုအခွင့်အလမ်းပေးမဲ့အထူးရောင်ရွှေကောက်ပွဲထောက်ခံပံ့ပိုးကြိုးပမ်းလှုပ်ဆောင်နေတာကိုလည်းအထူးစိတ်ပြက်ဝမ်းနေကြောင်းလဲကရင်လူမှုအဖွဲ့အစည်းတွေကထုတ်ပြန်ထားပါတယ်။ ကရင်လူမှုဖွဲ့စည်းရေးရဲ့ကြေညာချက်ကိုကရင်မျိုးသားအစည်းအရုံး KNU ဗဟိုကလည်းပြန်လည်ဖော်ပြထားပါတယ်။ KNU ဟောင်းစစ်တပ်ရွေးကောက်ပွဲကိုနှီးမျိုးစုံနဲ့ဆန့်ကျင်နေပြီးတော့စည်ရေးနိုင်ငံရေးအရာရွေးကောက်ပွဲဆန့်ကျင်တဲ့လှုပ်ရှားမှုတွေကိုဇက်တိုက်လှုပ်ဆောင်နေပါတယ်ရှင်။စကိုင်းတိုင်းမင်းကြီးမြို့နယ်တဲက CDM ဆရာဝန်မြို့သမီးတူဦးကို မင်းကြီးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပလဘာကဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့တဆိုင်ရာတာဝန်ရှိသူတွေကနေသိရပါဗျ။စစ်တပ်အာဏာမသိခင်ကမင်းကြီးမြို့နယ်ဆေးရုံအုပ်ဖြစ်တာဝန်ထမ်းဆောင်ခဲ့တယ်လို့2022ခုနှစ်ကနေ2024ခုနှစ်စက်တင်ဘာလအထိပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပါပါတာဝန်ကအဖြစ်ဆောင်ရွက်ခဲ့သူဒေါက်တာဒေါခင်တူတူလွင်ကိုနိုဝင်ဘာလ30ရက်နေ့ကဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ ူမဟာဆီအနာသိမ်းပြီးနောက်စီတီယံပြုတ်လောက်ကမင်းကင်းမြို့နယ်တင်တော်ရွာမှာစေကန်းဖွင့်ပြီးလူနာတွေကိုကျမရဲ့ဆောက်ရှောက်မှုပေးခဲ့သူလည်းဖြစ်ပါတယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပါအဖာတာဝန်ခံဟောင်းစီတီယံဆရာဝန်ဒေါက်ခင်တူတူလွင်ကိုဖမ်းဆီးရတာဟာလက်နက်ကိစ္စအခွန်ခွဲတံ့တွေနဲ့ပတ်သက်နေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံးရဲ့ပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကမျက်စိမှောက်ပြောပါတယ်ဒေါက်ခင်တူတူလွင်ဟာပါအဖာတာဝန်ယူခဲ့စဉ်က ပါကပါစီကနေငားရင်ထားတဲ့တနတ်တွေပြန်မပေးတဲ့ကိစ္စအခွန်ခွဲတန်းတွေကိုပေးသွင်းခြင်းမရှိတဲ့ကိစ္စတွေနဲ့အမှုဖွင့်တိုင်ကြားခံရတာတွေရှိတဲ့အတွက်မင်းကင်းမြို့နယ်ပါလာပါအမှုစနစ်အဖွဲ့ကလှုပ်ထုတ်လုပ်နည်းနဲ့အညီဖမ်းဆီးခဲ့တာဖြစ်ပါတယ်လို့ဥနေဖုံးလက်ကမြစီမာကိုပြောပါတယ်ဆ iam မာကြီးဟာကျမရဲ့ CDM ဖြစ်တာကြောင့်အခုကိစ္စကိုအကောင်းဆုံးဖြေရှင်းနိုင်ဖို့အတွက် NUG CDM ဆက်ဆက်ကော်မတီနဲ့ချိန်ဆဆောင်ရွက်နေတယ်လို့ဥနေဖုံးလက်ကဆိုပါတယ်ဒေါက်တာဒေါခင်တူတူလင်းကို ဖမ်းဆီးချိန်မှာမှတ်တမ်းတင်ထားတဲ့ရုပ်သက်ဖိုင်တစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့နေပြီးဒေါက်တာကအဖမ်းမခံနိုင်ကြောင်းသူ့သားကိုမထီးဖို့ပြောဆိုနေခဲ့ပါတယ်။ အဒီနောက်အမျိုးသမီးတွေမပါဝင်တဲ့ပါလဖအဖွဲ့ဝင်တွေဟာလက်ထိတ်ခတ်ဖို့အတွက်ရုံးရင်းစံကတ်ဖြစ်ခဲ့ပြီးဒေါက်တာကိုဝိုင်းမပြီးဖမ်းဆီးသွားမှုပေါ်ဒေသခံတွေကဝေဖန်လျက်ရှိပါတယ်။အခုဖမ်းဆီးမှုဟာလူမှုကွန်ရက်မှာပြောဆိုနေတဲ့စေကံဖွင့်မှုတရားဝင်မဝင်နဲ့မသက်ဆိုင်ပဲရခင်ပါဖတာဝန်ယူစဉ်ကရုပ်လုံငန်းနဲ့ငွေကြေးရှင်းတဲ့တွေကိုလွှဲပြောင်းပေးခြင်းမရှိတာကြောင့်ဖြစ်တယ်လို့မင်းကြီးမြို့နယ် ပါဖာနဲ့နေဆက်သူဒူကမြစီမာကိုပြောပါတယ်ပါဖာတာဝန်ခံတယောက်အနေနဲ့အစိုးရရန်တရားကိုလိုက်နာဖို့လိုအပ်ပြီးအသက်တက်လာသူတွေကိုလွှဲပြောင်းအနန်စီးရင်ရှင်းရှင်းတွေကိုမလုပ်တာကြောင့်ဝန်ကြီးဌာနကအချိန်ချင်းစာထုတ်ခဲ့ပေမဲ့တနှစ်ကျော်ကြာတဲ့အထိတုံ့ပြန်မှုမရှိခဲ့ဘူးလို့ပါဖာနဲ့နေဆက်သူဒူက ပြောပါတယ်ဖန်စီခံရတဲ့ဒေါက်တာတော်ခင်သူသူတွေဟာ ချင်းတွင်းမက်ဒီကယ်ဟျူမနီတေရီယန်နက်ဝက်ရဲ့အထောက်အပံ့နဲ့ဒေတာတွင်းမှာပြည်သူတွေနဲ့တော်လိုင်းတက်ဖွဲ့တွေကိုကျမရေးဆောင်ရှောက်မှုပေးနေသူတူဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ။ စကိုင်းတိုင်းချောင်းဦးမြို့နယ်ချောင်းမနာကြီးရွာကိုဂျာရိုကော့ပတာနှစ်စီးနဲ့ပုံကျဲတက်ခိုက်တာမှာပြည်သူ၂ယောက်သေဆုံးခဲ့တယ်လို့ဒေသပြည်သူတွေဇေကနေသိရပါဗျ။နိုဝင်ဘာ30ရက်နေ့ညနေ3နာရီလောက်မှာချောင်းဦးမြို့နယ်ချောင်းမနာကြီးရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားတာမရှိဘဲဂျာရိုကော့ပတာနှစ်စီးနဲ့နှစ်ကြိမ်ပုံကျဲတက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ကပုံကျဲတက်ခိုက်မှုအတွင်မှာကြီးရွာနေပြည်သူဥက္ကမဝင်းအပါဝင်ပြည်သူ၂ယောက်သေဆုံးပြီးတော့ ပြည်သူ၉ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းထိခိုက်ဒဏ်ရာရရှိတဲ့သူတွေထက်မှစုရင်ရသူတွေပါဝင်တယ်လို့သိရပါဗျ။ဂျိုင်ရိုကော့ပတာနှစ်စီးနဲ့လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်သွားတာပါ။ပထမတစ်ကြိမ်ဘုံးတလုံးကျကျခဲ့ပြီးတော့ပြည်သူနှစ်ယောက်ထိမှန်တယ်။တယောက်ကတော့ဒဏ်ရာရပြီးတော့တယောက်သေဆုံးတယ်။ဒုတိယကြိမ်ဘုံးကျတာတော့တန်ကတော့တပါးပါဝင်ပြည်သူ၈ယောက်ထိမှန်ဒဏ်ရာရပြီးတော့တယောက်သေဆုံးသွားတယ်လို့ဒေသပြည်သူတယောက်ကပြောပါဗျ။ လာတူပဲနိုဝင်ဘာလ2ရက်နေ့တုန်းကလည်းချောင်းဦးမြို့ပေါ်မှာရှိတဲ့အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာအထိုင်းချတက်ဆွဲထားတဲ့စစ်တပ်က120မမလက်နက်ကြီး၄လုံးနဲ့လျံတန်းပစ်ခတ်ခဲ့တာမှာငါးလုံးတင်ကြီးရွာတက်ကိုကြက်ရောက်ပောက်ကွဲခဲ့ပြီးတော့အသက်16နှစ်အရွယ်နဲ့အသက်22နှစ်အရွယ်အမျိုးသမီး2ယောက်သေဆုံးပြီးတော့အသက်33နှစ်အရွယ်အမျိုးသမီး1ယောက်ပြင်းထန်စိုးရိမ်တရရရှိကမိဖို့ဆောင်တစ်ဆောင်လည်းပျက်စီးခဲ့တယ်လို့သိရပါပါတယ်ရှင်။ မြစည်းမရေဒီယိုရဲ့တနင်္လာနေ့ညပိုင်းအထိနောက်ဆုံးရပြည်တွင်းသတင်းတွေကိုဆက်လက်ထုတ်လွှင့်နေပါတယ်။မကွေးတိုင်းရေစကြိုမြို့နယ်တောင်ချမ်းရွာတစ်ချေရွာနီးမှာရှိတဲ့ကင်းစကန်တစ်ခုမှာပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တအူးကတာဝန်ကျရဲဘော်နှစ်ဦးကိုပြစ်တပ်ပြီးနောက်စစ်ကော်မရှင်တပ်နဲ့ပူးပေါင်းသွားတယ်လို့ရေစကြိုမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အစည်းကနေသိရပါတယ်။နိုဝင်ဘာလ24ရက်နေ့နဲ့10နှစ်အရင်မှာ ကစ်ကားမှာတာဝန်ကျနေတဲ့ကာကွယ်ရေးဘော်နှစ်ဦးကိုရဲဘော်မင်းစာဆိုသူကတနက်နက်ပစ်ခတ်ပြီးနောက်လက်နက်တွေနဲ့အတူစစ်ကော်မရှင်တပ်နဲ့ပူးပေါင်းသွားတာဖြစ်တယ်လို့ရဲစကြုံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးကမင်းစီမာကိုပြောပါတယ်ပစ်တက်ခံလိုက်ရတဲ့ရဲဘော်နှစ်ဦးနဲ့ရဲဘော်မင်းစာတို့အကြားမိတိပြဿနာတစုံတရာမှမရှိဘဲပစ်ခတ်သွားခြင်းဖြစ်ပြီးစစ်ကော်မရှင်နဲ့ပူးပေါင်းရန်အတွက်ကြိုတင်စီစဉ်ထားခြင်းဖြစ်နိုင်ကြောင်းတော်လိုင်းတပ်ဖွဲ့ဝင်တဦးကသုံးသပ်ပါတယ် ။အဲဒီနောက်နိုဘမလာ25ရက်နေ့မှာစစ်တပ်ကရေစကြိုမြို့နယ်တောင်ဘက်ကလျက်မှာရှိတဲ့ခြေရွာတွေကိုအင်အားအများအပြားနဲ့ဝင်ရောက်ခဲ့ပြီးရေစကြိုမြို့ပေါ်ကနေလည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့်ခြေရွာပေါင်း10ရွာနီးပါးစစ်ဘေးရှောင်ခဲ့ကြရပါတယ်။လက်ရှိအချိန်မှာစစ်ကော်မရှင်စစ်ကြောင်းဟာခလာရ258တပ်အတွင်းကိုပြန်လည်ဝင်ရောက်သွားပြီဖြစ်ပြီးအဲ့ဒီစစ်ကြောင်းကမိရှုဖျက်ဆီးမှုကြောင့်ညောင်စောက်ကျေးရွာအတွင်းမှာရှိတဲ့နေအိမ်7လုံးခန့်မိလောင်ပျက်စီးသွားတယ်လို့ ညနယ်အုပ်ချုပ်ရေးအဖွဲ့စီကနေသိရပါဗယ်အခုနှစ်လဲပိုင်းလောက်ကလည်းရေစကြိုညနယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်ရဲဘော်တူစစ်ကော်မရှင်တပ်နဲ့ပူးပေါင်းသွားတဲ့ဖြစ်စဉ်တစ်ခုလည်းဖြစ်ပွားခဲ့ပါသေးတယ်ခင်ဗျာတရုတ်ညင်နိုင်မှုကြောင့်မန္တလေးဒေသမိုးကုံမြို့နယ်ပြန်လည်ဝင်ရောက်နေတဲ့စစ်ကော်မရှင်တပ်နဲ့တော်လင်းရေးတပ်တွေကြားမိုးကုံမြို့အနောက်ချမ်းမှာမနေ့ကနိုဝင်ဘာ30ရက်ညနေပိုင်းကတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဒီကနေ့မနက်ပိုင်းမှာလည်းမိုးကုံမြို့အရှေ့ပိုင်းမှာထိတွေ့တိုက်ပွဲတွေထပ်မံဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေနဲ့တော်လင်းရဲတပ်ဖွဲ့ဝင်သတင်းရင်းမြစ်တွေစီကနေသိရပါဗျ။တော်လင်းရဲတပ်ဖွဲ့တွေရှိတဲ့မိုးကုံမြို့ပြင်နေရာကိုစစ်ကောင်မရှင်တပ်စစ်ကြောင်းရှေ့တိုးလာတဲ့အတွက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့တော်လင်းရဲအင်အားစုတွေကပြောပါဗျ။တောင်ပြင်းမိုးကုံမြို့ကနေရှမ်းပြည်နယ်မြောက်ပိုင်းကမိုးမိတ်မြို့ကိုဥတီလာတဲ့စစ်ကောင်မရှင်တပ်စစ်ကြောင်းနဲ့ KIA တပ်ဖွဲ့ဝင်တွေကြောင်းမိုးမိတ်မြို့နယ်မှာလည်းမနေ့ညကတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KIA ပြောခွင့်ရသူဗိုလ်မှူးကြီးနော်ဘူကမစ္စမာကိုပြောပါရယ် ဟုတ်ကဲ့ပါမင်းအရှိနာရီဝင်ချင်တော့မှာအဲဒီမိုးပုတ်နဲ့မိုးမကြာလမ်းတော့ပေါ့လေအဲတက်ပွဲဖြစ်တယ်ဆိုတော့တရင်းကတော့ကြာပါတယ်ဒါပေမဲ့အခုနောက်ဆက်တွဲအချိန်ကြီးဒီကတော့ဘာမှတရင်းထူတာမတက်သေးဘူးကျွန်တော်တို့လည်းမင်းတို့မင်းထားတယ်နော်အာဟိုမင်းအဒီချက်ချောင်းကြတော့မိုးမကဝင်ဖို့အဲတက်လာတာလားကမှမဟုတ်ဟိုမိုးပုတ်ကနဲ့ အဲဒီဗမာမွန်ချူရဲ့လေတဲ့ဖွဲ့တွေနဲ့တွေ့ရတာအဲ့ဒါဒီဘာမှမသေးခေါ်သေးဘူးတပတ်ဖြစ်တဲ့သူတော်တော့ကြားရပါလားနော်မိုးမင်းမြို့နယ်ဟာရှမ်းမြောက်မှာကရင်ထိန်းချုပ်ထားတဲ့နေမြေတွေနဲ့ဆက်ဆက်နေတာဖြစ်ပြီးတော့အခုတိုက်ပွဲဖြစ်တဲ့နေရာဟာကရင်တပ်မဟာ၄တရင်34ရှိတဲ့နေရာဖြစ်တယ်လို့လည်းဘူမူကြီးနော်ဘူးကပြောပါရယ်တရုတ်ကြောင်ဝင်မှုနဲ့မိုးမင်းနဲ့မိုးကုတ်ကနေဆုတ်ခွာပြေးသွားမယ်လို့တန်းတက် DNL ကပြောထားပြီးတဲ့နောက် နိုဝင်ဘာ26ရက်ညပိုင်းမှာမိုးကုတ်မြို့တဲကိုစစ်ကော်မရှင်တပ်ဖွဲ့ဝင်အင်အားထောင်နဲ့ချီဝင်ရောက်ခဲ့ပါတယ်။အဲဒီနောက်မနေ့ကမိုးကုတ်မှာနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီးည9:00နာရီလောက်မှာတော့တော်လင်းရေးတပ်ဖွဲ့တွေသိမ်းထားတဲ့မိုးကုတ်နဲ့မိုးမဲမြို့ရဲ့အနောက်မြောက်ဘက်တကောင်းမြို့နယ်မှာရှိတဲ့ကြီးဝါတရွာကိုစစ်ကော်မရှင်တပ်ကလေကြောင်းတိုက်ခိုက်မှုလှုပ်ဆောင်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုအတွင်းမှာဒေသခံအမျိုးသား၄ယောက်သေဆုံးခဲ့တယ်လို့တခြားတော်လင်းရေးတပ်ဖွဲ့ဝင်တယောက်ကခုလိုပြောပါတယ်။ ကျွန်တော်တို့ရှင်နေတဲ့နေရာကိုဒီကောင်တွေတိုးလာလို့ဟိုဟိုဟိုထိတွေ့မှုပါမနေ့ကအဲ့ဒါဖြစ်တော့မီဒီယာတွေတင်လိုက်တဲ့ကောင်မှကျွန်တော်တို့ရှိတယ်ဆိုတော့တင်တဲ့နေရာတွေတကောင်းဘက်ကမနေ့ကခြေသွားတယ်ပီလူလေးရောက်သေးတယ်ဗျနေညာတကောင်းမျိုးကိုတော့တော်လရင်တက်တေက2024ခုနှစ်ဩဂတ်လမှာတင်ပိုက်ခဲ့တာဖြစ်ပါတယ်မနေ့ကအထိမိုးကုံမြို့ထဲမှာ TNL နဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကိုပူးတွဲတွေ့မြင်နေရဆဲဖြစ်တယ်လို့ဒေသခံတွေကပြောပါရယ် ဒါပေမဲ့ဒေတာခန်နေမြင်တွေ့ရတဲ့ TNLA ဝစ်စုံဝတ်စစ်သားတွေဟာ TNLA တပ်သားတွေလားဒါမှမဟုတ် TNLA ဝစ်စုံဝတ်စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေလားဆိုတာကိုတော့တိကျအတိမပြုနိုင်ပါဘူး။မိုးကုံးမြို့နယ်မှာ TNLA ဝစ်စုံဝတ်စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကြိုတင်ဝင်ရောက်နေတယ်ဆိုတဲ့သတင်းတွေကတော့မိုးကုံးမြို့နယ်စစ်ကော်မရှင်တပ်တွေတရဝင်းမဝင်ရောက်လာခင်ကတည်းကထွက်ပေါ်နေကြတာပါ။လက်ရှိမှာစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာမိုးကုံးမြို့အရှေ့ပိုင်းက အထကတဲ့စေယုံကြီးဖြူဟာကုံမြို့အဝင်ထွက်နေရတဲ့ဖြစ်တဲ့ပိန်ပြက်ငားမိုင်ဂိတ်ပမ်းမထိန်နဲ့မိုးကုံမြို့အနောက်ပိုင်းမှာရဲစခန်းရေထွက်ကြီးရွာအထွက်နဲ့ကြောက်ဖားဂိတ်တွေမှာနေရာယူတပ်ဆွဲထားကြပါတယ်။ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတော့မိုးကုံနဲ့မိုးမေမြို့တွေကနေနိုဝင်ဘာ20ရက်နေ့ကတည်းကတပ်ဆုတ်ထားကြပြီးမြို့ပြနေရာတွေမှာတပ်ဆွဲနေရာယူထားကြတယ်လို့သိရပါတယ်ရှင်။ မြစီမရေဒီယိုရဲ့တင်းလင်းလာနေညပိုင်းနောက်ဆုံးရပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါအခုကတော့နိုင်ငံတကာသတင်းတွေကိုနားဆင်ကြရမှာပါအရှိတောင်အာရှတခွင်မှာပြင်းထန်လာတဲ့ရေကြီးမြေပြိုမှုကြောင့်အ ਨੇ ဆုံးလူပေါင်း480တိဆုံခဲ့ရပြီးတဲ့နောက်အင်ဒိုနီးရှားနဲ့ထိုင်းနိုင်ငံတို့အပြက်စီးပုံတွေကိုရှင်းလင်းရင်း အခုအထိပျောက်ဆုံးနေစေဖြစ်တဲ့လူပေါင်းရာပေါင်းများစွာကိုအပြိုင်ဆိုင်ရှာဖွေနေရပါတယ်။အခုအပတ်တွင်မှမိုးသီးထန်စွာရွာသွန်းခဲ့မှုကြောင့်အင်ဒိုနီးရှားထိုင်းနဲ့မလေးရှားနိုင်ငံတွေမှာနေရာအများပြားရေမြုပ်ခဲ့ရပါတယ်။လူပေါင်းထောင်ပေါင်းများစွာအမိုးကမရှိအရေးကြီးတဲ့ကယ်ဆယ်ရေးပစ္စည်းတွေမရှိဘဲပိတ်မိတောင်တင်ခဲ့ကြပါတယ်။ရည်ကြီးမှုတန်အစိုးဆုံးခံခဲ့ရတဲ့ဆူမထရာကျွန်းမှာရှိတဲ့အ ਨੇ စုံမြို့နှမြို့ကို တနင်္ဂနွေနေ့အထိသွားမရပဲရှိကအဆက်အသွယ်ပြတ်တောက်နေပါတယ်။ဂျာကာတာကနေကယ်ဆယ်ရေးပစ္စည်းတွေပေးပို့ဖို့စစ်ရရင်နှစ်စည်းကိုတာဝန်ချထားပေးတယ်လို့အာနာပိုင်းကြီးကပြောပါတယ်။အလဲတာပါနူလီနဲ့စီဘိုကာမြို့ဆိုတဲ့အဆက်ပြတ်နေတဲ့အ ਨੇ စုံမြို့နှစ်မြို့ကို အထူးအာရုံစိုက်ဖို့လိုပါတယ်လို့အမျိုးသားတဘာဝကပ်ဘေးအေဂျင်စီအကြီးအကဲဆူဟာရန်တိုကကြေညာချက်မှာထုတ်ပြန်ပြီးပြောပါရယ်။အဲဒီရေရင်နေစီဘိုကောက်ကိုတနင်္လာနေ့မှာရောက်မယ်လို့မျှော်လင့်ရကြောင်းသူကဆိုပါရယ်။ အင်ဒိုနီးရှားမှာသေဆုံးသူအရေအတွက်က316ယောက်ထိရှိလာပြီးတော့289ယောက်ကပျောက်ဆုံးနေဆဲဖြစ်တယ်လို့တဘာဝ BN ရဲ့အနာပိုင်းတွေစီကနေရရှိတဲ့နောက်ဆုံးကိန်းဂဏန်းတွေအရသိရပါဗျ။အနောက်ဆူမထရာရဲ့မြို့တော်ပဒန်းကနေကီလိုမီတာ100မာယာဖြစ်62မိုင်အကွာမှာရှိတဲ့စွန်ကိုင်းညာလိုရွာမှာတင်းငွေတွေနေကနေရအများစုရေကျသွားပြီဖြစ်ပြီးတော့အိမ်တွေကားတွေနဲ့စိုက်ခင်းတွေထူထပ်တဲ့မိခိုးရောင်ရှော်တွေက ဖုံးလွှမ်းကြံရစ်ခဲ့ကြပါဗျ။ အနာပိုင်းတွေကလမ်းတွေကိုရှင်းလင်းခြင်းမလုပ်နိုင်သေးဘူးလို့ဒေတာခန်တွေက AFP ကိုပြောပါတယ်။ပြင်ပကအကူအညီတွေလည်းမရောက်သေးဘူးလို့ဆိုပါတယ်။ရွာသားအများစုကအိမ်တွေကိုထားပြီးထွက်မသွားချင်ကြလို့အဲ့ဒီမှာပဲဆက်နေနေကြတယ်လို့အင်ဒိုနီးရှားလူမျိုးအများစုလိုပဲနာမည်တစ်လုံးတည်းသာရှိတဲ့အသက်55နှစ်အရွယ် Idris ကပြောပါတယ်။မြောက်ပိုင်းကန်ယိုရန်တလျှောက်ကျွန်းနေမှာမြို့တုံးပြောက်ွယ်မဲ့အနေရရှိနေတဲ့ဆန်တကောင်ကတော့ဝိုင်ရီဥဒူးမျိုးကနေပျက်စီးနေတဲ့အဆောက်အုံတွေအနည်း ူထဲတဲ့ရွှေနေတွေနဲ့အပြက်စီးပုံလေးအောက်မှာနစ်မြုပ်နေပါတယ်။ထိုင်းနိုင်ငံမှာဆယ်စုနှစ်တခုအတွင်းအဆိုးဆုံးရေကြီးမှုမှာအ ਨੇ ဆုံးလူ162ယောက်သေဆုံးခဲ့ရပြီးတော့အပြက်စီးတွေကိုရှင်းလင်းဖို့နဲ့ကယ်ဆယ်ရေးပစ္စည်းတွေပေးအပ်နိုင်ဖို့အနာပိုင်တွေကဆက်လက်လှုံ့ဆော်နေပါတယ်။ထိုင်းဆိုရရဲ့ကယ်ဆယ်ရေးအစီအစဉ်တွေမှာမိသားစုဝင်တွေဆုံးရှုံးခဲ့ရတဲ့အိမ်တော်စုတွေကိုဘတ်နှစ်သန်းဒေါ်လာ6200အထိရောကြီးပေးမဲ့အစီအစဉ်လဲပါဝင်ပါတယ် ဘလိုပဲဖြစ်ဖြစ်အစိုးရရဲ့ရေးပေးတုတ်ပြန်ပုံကိုလူထုကပို့ပြီးတော့ဝေဖန်လာနေကြပါတယ်။တာဝန်ပြတ်ကွက်မှုတွေရှိခဲ့တယ်ဆိုပြီးတော့တင်းနဲ့တရအရာရှိနှစ်ယောက်ကိုယာတူးကနေချထားခဲ့ပါတယ်။မလေးရှားနိုင်ငံမြောက်ပိုင်းပါလက်စပီနယ်မှာနေရအများပြားရေကြီးခဲ့ပြီးတော့ရေမြုပ်ခဲ့ပြီးတဲ့နောက်နှစ်ယောက်တေဆုံးခဲ့ရပါတယ်။ပုံမှန်အဖြစ်ဇွန်လကနေစက်တင်ဘာလအတွင်းကြာရောက်တဲ့20မုတ်တုံရာသီမှာမကြာခဏရေကြီးမြေပြိုမှုတွေဖြစ်ပွားလိမ့်ရှိပါတယ်။အပူပိုင်းမုန်တိုင်းကအခြေအနေကိုပိုမိုဆိုးရွားသွားစေပါတယ်။ ။မကြသေးခင်နှစ်တည်းအတွက်မှာဒီနိုင်ငံရဲ့ရေးကြီးမှုတွေမှာအင်ဒိုနီးရှားနဲ့ထိုင်းနိုင်ငံတို့ကအသေးအပြောက်အများဆုံးဖြစ်ပါတယ်။ရာသီဥတုဖောက်ပြန်မှုကမုန်တိုင်းတိုက်ခတ်မှုပုံစံကိုအပြောင်းလဲဖြစ်စေခဲ့ပါတယ်။ကြာချိန်နဲ့ပြန်အားအပါအဝင်ပြောင်းလဲမှုတွေဖြစ်စေခဲ့ပြီးတော့မိုးသီးထန်စွာရွာသွန်းစေကရုတ်တရက်ရေးကြီးမှုတွေနဲ့ပုံမပြင်းထန်တဲ့လေပြင်းတွေလည်းကြာရောက်စေခဲ့ပါတယ်ရှင်။ မြစီမာရေဒီယိုရဲ့တနင်္လာနေ့ညပိုင်းပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါအခုဆက်လက်ပြီးအဒီတာအဘော်စီစဉ်ရဲ့ပထမပိုင်းကိုထုတ်လွှင့်ပေးသွားဖို့ရှိနေပါတယ်မင်္ဂလာပါရှင်မဇ္ဈမတူတူရဲ့ talk season ကနေပြန်လည်ကြိုဆိုပါရစေဒီတစ်ပတ်မှာတော့ဒီ မြန်မာနိုင်ငံမှာဘသူတွေကဘလို့မူးယစ်စေဝါတွေကိုဘယ်ကနေရယူပြီးတော့ဘလောက်အထိသုံးဆွဲမှုမြန်မာနေတယ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြောဆိုဆွေးနွေးသွားဖို့အတွက်ရှိပါတယ်။ဆိုတော့မင်္ဂလာပါဆရာရှင်။ဟုတ်ကဲ့မင်္ဂလာပါခင်ဗျ။အာဆိုတော့ပေါ့နော်ဒီအရင်တုန်းကမြန်မာနိုင်ငံမှာပေါ့နော်မူးယစ်စေဝါလို့ပြောလို့ရှိရင်အဲဘိန်းရှူတာပြီးတော့ဟိုစေးချတာကော်ရှူတာပေါ့နော်ဒီလောက်ပဲလူသိများတာများတာရှိပါတယ်။အခုခေတ်မှာကျတော့အဲတွေ့ရတာကဒီ happy water တို့ပြီးတော့ ice တို့ပေါ့နော်ပြီးတော့မှိုတို့ကေတို့မျိုးစုံပေါ့တွေ့လာတာဆိုတော့အရင်ဆုံးပေါ့လေဒီမူရစီဝါအာတတ်မှတ်တဲ့ပုံစံနဲ့လက်ရှိမှာဒီတုံဆွဲနေကြတဲ့မူမူရစီဝါတွေကဘယ်လိုမျိုးဆင့်ကဲပြောင်းလဲလာကြတာလဲရှင်မြမပြီမှာဘိမ့်မင်းစိုက်တာတို့ဘိမ့်ရှူတာတို့ဒါဖြစ်လာခဲ့တာကအာ1852ခုနှစ်နောက်ပိုင်းမှာမှတွင်ကျယ်လာခဲ့တာအင်္ဂလိပ်ကရှမ်းပြည်လိုတောင်ပေါ်ဒေသတွေမှာ တရားဝင်အားပေးတာเนาะနောက်လိုင်စင်ရဘိန်းဆိုင်နေဖွင့်ပေးခဲ့တာနေပြီးတော့ဒါလူအများတိလာခဲ့တာပေါ့ဘိန်းဘျူဟီရိုရင်းရတော့စစ်ပွဲတွေနဲ့တွဲပြီးတော့ပါလာတာရွှေသတိကံနေမြေ Golden Trigger ဒီမြန်မာထိုင်းလာဟုဒီသုံးနိုင်ငံအဆက်ပေါ့လေအဲ့ဒီမှာ1950ပြည်နှစ်အလွန်1960ပြည်နှစ်အလွန်မှာကွန်မန်တန်တွေကနေပြီးတော့ဆက်ယုံနေနဲ့စခဲ့တယ် 90ပြည်နှစ်80ပြည်နှစ်လွန်နေမှာတော့ခွန်စာတို့လော်စစ်ဟန်တို့ခစ်ပေါ့နောက်1990ပြည်နှစ်နောက်ပိုင်းနေမှာအဲ့ဒီဟာက UDLC တို့ဟို MND ကိုကန်းတို့ဒီဘိန်ထုတ်လုပ်မှုတွေဘက်ကိုရောက်သွား2000ပြည်နှစ်အလွန်နေကြတော့ဒီနယ်မြေတွေမှာပဲနော်ဒီဓာတုမူရစ်စေဝါထုတ်လုပ်မှုဘက်ကိုပြောင်းသွားတယ် ဘိန်းကမြေလိုတယ်လုတ်သားလိုတယ်နောက်ဘိန်းကယာတီလိုက်ဆိုက်ရတာတနှစ်ပတ်လုံးဆိုက်လို့မရဘူးနော်နောက်ဒီဘက်ခေရောက်လာတဲ့အခါကျတော့ကောင်းကင်ကနေထောက်လန်းလွယ်လာတဲ့ဂျိုတူတပ်ပုံတွေရိုက်လို့ရလာတယ်နော်အဲ့တော့နိုင်ငံတကာပီအာကြီးလာအဲ့ဒါလို့ခါမှာတနည်းလုံးလဲလုံးလို့ရတာဖုံးကဖီရတာလဲလွယ်တဲ့ဟာနောက်ဒီဒေတာတွင်လူငယ်တွေကြားမှာ ဝယ်လူကောင်းပြီးတော့အမျက်စွန်းကလည်းပူကြီးတော့စိတ်ကြွစီထုတ်လို့မှုဘက်ကိုပြောင်းလာ YouTube ရဲ့စေတို့ MMDA တို့เนาะဒါဒီဒီအဖွဲ့တွေရှမ်းမြောက်ကအဖွဲ့တွေမြမစစ်အုပ်စုနဲ့အပြစ်ခတ်ရပြီးတော့ငင်းငန်းရေးရယူကြတဲ့ခါပါသူတို့ဒေတာဖွင့်ပြဖို့အတွက်လောက်ကြရင်ねဒီဟာတွေပါပါလာအဲ့ဒီမှာအနာဒိတ်မြမစစ်အုပ်စုကလည်း မင်းလည်းငါမတိုက်နဲ့ငင်းငင်းဟိုအပြစ်ခတ်ရရင်ပြီးရောနော်မင်းလှုပ်တာလည်းငါမတားဘူးအဲဆိုတော့ဖြစ်လာမွေးစီထုတ်လှုပ်တဲ့လူတွေကအမျက်စွန်းနေဟိုဟိုရတာကအရာများလာတဲ့အခါမှာ လူသားတွေကို तू ကလူလို့မမြင်တော့ဘူးမွေးစီကွက်လို့ပဲမြင်ပြီးတော့တနေ့တနေ့တိုးရောင်းရည်လှုပ်လာတော့တာဒီမှာထူးခြားတာကသူ့နိုင်ငံတွင်းမှာမွေးစီဝါတိုက်ဖြစ်ရေးနဲ့ပတ်သက်ရင် zero tolerance လုပ်တဲ့ ်နော်ကဘာပေါ်မှာအတင်းကျပ်ဆုံးဥပဒေနဲ့တည်တံပေးလေးရှိတဲ့တရုတ်နိုင်ငံကသူဩစာညောင်းနဲ့သူနဲ့နေချင်းဆက်နေတဲ့မြန်မာဘက်ကဒီအဖွဲ့တွေဒီနယ်မြေတွေမှာမွေးစေထုတ်လုပ်ဖြန့်ဖြူးနေတာတွေကိုတော့အခုနေຫນွေဦးတော်လိုင်းကြီးလုမမဝင်မပါဘူးအာမပေးတယ်လို့တားမြစ်တယ်လို့မလုပ်เนาะတရုတ်အနေနဲ့ မြန်မာလာဝထိုင်းကမ္ဘောဒီးယားအဲလိုနဲ့ပေါင်းပြီးတော့မဲခေါင်ဒေသအတွင်းနေဆက်ဖြတ်ကျော်မွေးစေဝါတိုက်ဖြတ်ရေးစစ်စင်ရေးတွေသူကဦးဆောင်တဲ့တတကြွကြွပါတယ်ဒါပေမဲ့အဲ့ဒီဟာရဲ့အဓိကကသူ့နိုင်ငံနဲ့မဝင်မှုသူဥတီတာပဲဒါတော့အဲ့လိုနဲ့ခေဆက်ဆက်မြန်မာပြည်ဟာမွေးစေဝါထုတ်လဲထုတ်သုံးလဲသုံးဆွဲပြီးတော့နလမတူခဲ့တာအထူးသဖြင့်တော့1990ခုနှစ်နောက်ပိုင်းတွေပေါ့ မြန်မာစစ်တပ်ကလည်းကိုနံပြောလို့ဒီကနေပြီးတော့ဒီဘက်ကိုဒေတာကိုကြားတဲ့အဲတတ်မှုတွေနော်ဒါဒီလူတွေကမူမောင်ကိုသမားတွေနဲ့ပေါင်းပြီးတော့လက်တွေယူနောက်မွေးစေးတဲ့လမ်းကြောင်းတွေအေးဖွင့်ပေးလက်ဟိုအခွန်ကောက်ဟိုသူကစကြီးလမ်းကြောင်းလမ်းကြီးကောက်ပေါ့အဲ့တော့အဲ့ဒီတတ်မှုတွေကရလာတဲ့အထဲကနေပြီးတော့အပေါ်လက်ထိုးစင်ကဲဖြစ်စင်ပေါ့တပတ်မှလည်းဒီငွေတွေက money laundry ငွေပြူလျှော်တဲ့အခါမှာ ရန်ကုန်မန္တလေးမြို့ကြီးတွေမှာအင်ဂျင်နီဈေးကွက်တွေဝင်အာနောက်ပြီးတော့ဟိုတယ်လို့ဟိုဟိုရင်းနှီးမြှုပ်နှံမှုတွေလုပ်ပေါ့အဲ့တော့အဲ့ဒီကနေပြီးတော့ဒီအာနာမာလောအုပ်ထားတဲ့စစ်ဘိုလ်ချုပ်တွေရဲ့အိတ်ထဲလဲဝင်နဲ့နော်ဝိုင်းကြီးပတ်လဲဒီလိုနဲ့အကုန်လုံးကမျက်စိမှိတ်နေကြကြတာမြန်မာစစ်ဘိုလ်ချုပ်တွေမှာနားတဲ့သူတာနားဝါတယ်ဒီမူးစီဝါ ထုတ်လုပ်မှုကတော့မနာဘူးပြန်ပြူးရေးတွေကမနာဘူးအစ်စ်အစ်အမျိုးသားအစ်စ်တွေထတ်တတ်ထွက်လာအဲ့တော့ဂျူချမ်းမေးတဲ့ဟဲ့လားဒီဒီမင်းအောင်လိုင်အာနာသိမ်းပြီးနောက်ပိုင်းဖြစ်လာတဲ့ဟာ happy water တို့ ash တို့เนาะဒါတီးတီးတသာတိုးလာတယ်အခုဆိုကလပ်တွေဘာတွေ KTV တွေ high gain တွေမှာမွေးစွာအဆုံဝယ်လို့ရတယ် e the s estesila အဲ k ကက်အဲကက်တမင်းလား ash လား နောက် happy water လာဒါတွေဒါတွေက open secret ပဲအဲ့မှာ happy water ဆိုတာပါလေ happy water ဆိုတာကတော့ med ecstasy ketamine diacetyl caffeine ဒီအမှုန်တွေကိုဆက်ထားတာအဲ့ဒါကိုရေးဒါမှမဟုတ်ရင်အရင်နဲ့ဖြောဖြောတောက်ကြတာဒီကုံကြမြန်မာထွက်ဒါမဲ့ရောဆက်တာတို့ထုတ်ပိုးတာတို့ကထိုင်းတို့မလေးရှားတို့မှလုတ်ပြီးတော့ပြန်သွင်းလာပါ ice ဆိုတာကတော့ဒီ crystalline methamphetamine ပဲသူက ဒီသူ့ရဲ့ပုံစံရေခဲတုံးလေးတွေလို့ဖန်စာလေးတွေလို့เนาะဒါပေမဲ့ဒီ ash ကသူကတန့်စင်မှုနှုံအယမ်းမြင့်တယ်တန့်စင်မှုနှုံမြင့်တယ်ဆိုတာဘာလို့ဆိုတော့ဆိုလိုတာလဲဆိုတော့ဒီရာကိုသုံးလိုက်လို့ရှိရင်စိတ်ကြွစေတဲ့ဓာတုပစ္စည်း methamphetamine ပါဝင်တဲ့ရာဂိုင်းတုံးမြင့်တာကိုပြောတာဒီစိတ်ကြွစေချက်ရင် methamphetamine ရဲ့တခြားဓာတုတွေပေါ့ဥပမာ ဒီဒီဆေးပြပုံစံဖြစ်အောင်အောင်လုပ်တဲ့ဟာများများပွားအောင်လုပ်တဲ့အဲအာပေါ့ကဖိန်းတို့တခြားမုန်းတို့လားမျိုးတွေရောရတယ်။ယာဘကတန်းစင်မှုနှုန်း30နဲ့90ပဲရှိတယ်။အဲဒီချိန်မှာ ice က60ရာခိုင်နှုန်းထက်ရှိတယ်။ဒီ purity မြင့်တဲ့အခါကျတော့အာနိသင်အရာပိုထီးရောက်တယ်။အဲဒါကြောင့်လဲသုံးလိုက်တဲ့လူကရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုဟိုဆိုးကျိုး ပို့ပြီးတော့များတယ်အစိမ့်တင်တာနှလုံးယောဂာနဲ့ဆေးယောဂာတွေဖြစ်တာပို့များတယ်ကက်တမင်းဆိုတာတော့သူကဆေးရုံသုံးမေးစေးပေါ့ anesthetic လို့အဲ့အဲ့ဒါအဲ့ဒီဟာကို တကယ်ဒီ chemist တွေဓာတုပေဒပညာရှင်တွေကသူကဒီဒီ complex chemical process ဘာဒီဓာတုပေဓာတုပေဒချက်တဲ့လုပ်ငန်းစဉ်အင်းအစင်းစင်းသူကပေါင်းဆက်ပြီးတော့လုပ်ထားတဲ့ဟာခေါင်းခါစီ ဒီ ecstasy ဆိုတာက isotketamine လို့လို့ပဲเนาะ तू ကလည်းဒီဒီချက်ရတာအစင်းစင်းရှုပ်တယ်အဓိကကတော့ तू က safro ကိုခြေခံရတယ်ဒါကဘလူဒီဖြစ်လာဆိုတော့နိုင်ငံတကာမှာဒီ safro တို့ PMK တို့ကိုဟိုတားမြစ်ဓာတုဘေဒပစ္စည်းဆိုပြီးတော့တင်းတင်းကြပ်ကြပ်ထိန်းချုပ်လာပြီးတဲ့နောက်ပိုင်းမှာဒီမူရီကုံတယ်တွေကမူရီ ယာစာတွေက precursor ပေါ့အရင်ကသူတို့မသုံးမှုတဲ့တခြားဓာတုပစ္စည်းအကျိုးပစ္စည်းတွေကိုသုံးပြီးပေါ်လာကြတဲ့ဈေးတွေပဲအဲ့ဒီတော့ပြောရလို့ရှိရင်ခြုံပြီးပြောရလို့ရှိရင်ဒီဈေးတွေအကုန်လုံးကရေဘူးကလူကိုအန္တရာယ်ရှိနိုင်ကြလေပိုလာတဲ့ဟာတွေလို့ပြောလို့ရပါတယ်ဟုတ်ဆရာအဲဆိုတော့ဒီဒီဟာတွေအထဲမှာပေါ့နော်ဒီ happy water တို့ပြီးတော့ ice တို့အဲအဲ့ဒီဟာတွေပေါ့ပြီးမှုလည်းရှိသေးတယ် အဲ့ဟာတွေအထက်မှာပေါ့နော်ဘယ်ဟာကလက်ရှိလူသုံးအများဆုံးဖြစ်ကြတယ်လေပေါ့နော်ပြီးတော့ဒီမြမမာရောဘေဟာကအရလွယ်တယ်လေပေါ့လေဒီလိုမျိုးအရလွယ်တာကလည်းဘာကြောက်လဲပေါ့နော်ဥပမာဟိုဈေးနှုန်းကြောက်လားဒါမှမဟုတ်လက်လန်းမီနေလို့အလွယ်တကူရနေကြတာလားဒါမှမဟုတ်တုံးလို့ကောင်းလို့အဟိုဘယ်လိုပြောမလဲအရေးသွေးကောင်းလို့လားပေါ့နော်ဘာကြောက်လဲမသိဘူးရှင်မြမရဲ့မွေးဆေးကအဲဒီကဏ္ဍခွဲလိုက်လို့ရှိရင် तू ကဒီအပင် အင်းအပင်ဒီ plant based ကိုနောက်ပြီးရင်အဲဒီ synthetic ကိုပေါ့နော်ဓာတုပစ္စည်းတွေရောနှစ်ခုစလုံးရှိတယ်အဲမြန်မာမှာကအဘိန်းဆိုင်တာအများဆုံးကတော့ရှမ်းပြည်အခုနောက်ပိုင်းတော့အချင်းနုကချင်းတို့မှာလည်းတိုးလာတယ်နောက်စကိုင်းတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးမှာလည်းအဲဆိုင်တာတွေ့လာတယ် synthetic ဒီဓာတုမူရစေဝါအဲအတုံးများလာတော့ မြန်မာနော်ဟိုတခြားနိုင်ငံဒီတခြားနိုင်ငံတွေဆိုဘေးနိုင်ငံတွေမှာ Thai Bangladesh India အဲ့ဒီတွေမှာဆိုရင်ရပါတုံးတာများတယ် Christian Med လို့ဟာမျိုးကြတော့ဒီ Ice လို့ဟာမျိုးကြတော့ဂျပန်တောင်ကိုရီးယားဩစတြေးလျနယူးဇီလန်တို့ကို export လုပ်ကြတာများတယ်ဘာဖြစ်လို့လဲဆိုတော့ဒီຢာတွေကဈေးကြီးတဲ့အခါကျတော့အဲ့ဒီ sequence နဲ့မှာပေါ့နော်မြန်မာပြည်တွင်းဈေးကွက်မှာကအာမြင်းဈေးလို့ လွယ်လွယ်ခေါ်တဲ့ဒီဒီယာဘပေါ့နော် W1 စာတန်းပါညာအဲ့လိုမျိုးတွေပါတဲ့ဟာအဲ့ဒါတွေကတော့အခုဆိုရင်ဒီ state high school တွေမှာတော့မှပြန့်နှံ့လာတာတွေ့ရတယ်ရန်ကုန်နေပြီးတော့မန္တလေးမြကျိနာပသိမ်လိုအမျိုးကြီးတွေမှာကလတ်တီဘားတွေ KTV ဟိုင်းကန်တွေဒီယာတွေမှာ E K Ice Happy Water ဒါတွေကို ဟိုဆိုင်ကဝင်တန်းကိုဟိုမေးပြီးဝယ်လို့ရတဲ့ဟာမျိုးဈေးနှုန်းမော်တာအကြမ်းမြင့်ပြောရပါ K ကဒီတထုပ်ကိုကျက်တသိန်းလောက်ပေးရတယ် E ကအဲဒီဆေးပြားတပြားကို9000 Happy Water တထုပ်ကိုဟို၄သိန်းလောက်ဈေးရှိ ISP မြန်မာရဲ့2023ခုနှစ်စစ်တမ်းရဆိုရင်မြန်မာအမြန်မာပြည်မြို့နယ်ပေါင်း130မှာ63မြို့နယ်နဲ့အထက်က မွေးဆေးဝါးရောင်းဝယ်ဖောက်ကားမှုတုံးဆွဲမှုတွေရှိနေတယ်အဲ့ဒီမြို့နယ်တွေထဲမှာအသုံးများဆုံးကတော့ဈေးကြောင့်ပြီးရင် WYE ဘာလို့ကဒုတိယကော်ရှူရာနဲ့ဘိန်းဖြူကိုသုံးတာတတိယအများဆုံးဖြစ်ပြီးတော့ကိုကင်းအိုက်စကက်ဒမင်းသုံးတာတွေလည်းရှိတယ်လို့ဆိုပါတယ်မြန်မာရေဒီယိုရဲ့ဒီကနေ့ညပိုင်းအစီအစဉ်တွေကတော့ဒီလောက်ပါပဲမြန်မာနိုင်ငံလူနိုင်ငံသားအပေါင်း စစ်အာဏာရှင်ဘေးကနေကင်းဝေးပြီးကိုစိတ်နှပါကျမ်းမာချမ်းသာကြပါစေလို့မြစီမရေဒီယိုဖွဲ့သူဖွဲ့သားတွေကဆုတောင်းမြတ်တာပို့တာလိုက်ပါတယ်မြန်မာပြည်သူတွေနဲ့အတူရည်တည်နေမဲ့မြစီမရေဒီယိုပဲဖြစ်ပါတယ်နားဆင်ကြတဲ့သူတွေအားလုံးကျမ်းမာကြပါစေခင်ဗျာ